တော်လိုင်းရေးကာလအတွင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့စိုးမိုးနယ်မြေတွေမှာအုပ်ချုပ်ရေးကာကွယ်ရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ဖို့အတွက်ပြည်သူ့အုပ်ချုပ်ရေးပအဖပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖလို့ခေါ်ကြတဲ့ပါသုံးလုံးရန်တရားတစ်ခုကို NUG အစိုးရပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်တော်လိုင်းကလာလင်းနေကျော်ကြာလာချိန်မှာတော့ NUG အစိုးရရဲ့စုံမနယ်မြေတွေများပြားလာနေပြီးပါသုံးလုံးရန်တရားတွေဟာလည်းလုတ်ပိုင်ခွင့်တွေအာဏာတွေပုံမိုရရှိလာပါတယ် ဒီအခါမှာပြည်သူကိုဝန်ဆောင်မှုပေးရမယ့်ပါတလုံးအဖွဲ့တွေဟာပြည်သူကိုမျက်နှာမမူတဲ့လောက်ကင်ဆောင်ရွက်မှုတွေရှိလာနေတာပါ။ဒါကြောင့်ပါတလုံးရန်ရတွေကိုအမှန်တကယ်ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အရေးတကြီးလိုအပ်နေတဲ့အကြောင်းအညာဒေသကတက်ကြွလှုပ်ရှားသူတူကအခုလိုပြောပါတယ်။ဒီလိုလိုကွဲအင်ပါယာကိုဖြစ်နေပါဘောနော်။ပါကဖလုံးရင်လေအာပါပါလေပါကပါပါလုံးရင်လေပါကဖကာကွယ်ပေးတယ်ဆိုတဲ့ဟိုသူတို့ချင်းချင်းမှာကဘီရိုကရက်အင်ပါယာကိုဖြစ်နေတဲ့အခါကပြည်သူတို့ကတော့ 外面买的苦，买木的苦，家里木的苦，偏偏说喽，没有多少大米做文章。啊，哦，低价那些产品，呃，大家都知道，都特别好哩。哦，滴滴炸弹那个喽，哦，你别说，比哦，反正比那里个大。啊，手里俺那些，啊，米也多好。哎呀嘛，正好手里啊，点嘞比较的，楼上那应该就比多，是不？ ရောဖောင်းပြလုံးမှာလာရတယ်ဘို့လို့မှပို့ဆိုနေစီတို့တို့ရဲ့အဆိုင်သေးတယ်ပုံပုံကြီးနေနေနေကြီးမလာမယ်လို့ကျွန်တော်ထင်နေကြဟုတ်ပါသလုံးရန်တရားကိုပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်သွားမယ်လို့ NUG ရဲ့ပြည်ထရေးနယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပြောဆိုထားပေမဲ့အောက်ခြေမှာတော့ထိရောက်တဲ့ပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်နေတာမတွေ့ရဘူးလို့ဒေသခံတွေနဲ့တပိတ်အင်အားစုတွေထံကနေသိရပါတယ်။ပါသလုံးရန်တရားကိုပြုပြင်ပြောင်းလဲလှုပ်ဆောင်ပါက မူနဲ့လူကိုခွဲခြားချိမြင်ပြီးမူဝါဒကြောင့်ဖြစ်တဲ့ကိစ္စရက်တွေမှာမူကိုပြောင်းလဲဖို့လိုအပ်ပြီးအာဏာလွဲသုံးစားလုပ်တဲ့လူတွေကိုလည်းပြောင်းလဲဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဒါအပြင်ပါတလုံးရန်တရားတွေကိုပုံမထိန်းချောင်းနိုင်ပြီးပြည်သူလူထုအတွက်ပုံမကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ဖော်ဆောင်ပေးနိုင်ဖို့အတွက် Federal Unit တစ်ခုချင်းစီအတွက်အစိုးရတရားဖွဲ့စည်းပေးဖို့လိုအပ်တယ်လို့ဝက်လက်မြို့နယ်လူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီအဖွဲ့ဝင်ကိုလွင်မိုးတန်းကပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းဒီတိုင်းဆိုရပေါ်ဖို့ဆိုတဲ့ကိစ္စပေါ့နိသူက unit လွတ်တော်နဲ့ကျွန်တော်အစည်းအဝေးလုပ်တာတွေပါတယ်ဆိုလို့ရှင်လည်းဘယ်လိုပုံစံမျိုးနဲ့ပေါ်အောင်လုပ်မလဲပေါ့နော်ပေါ်ပေါ်တော့ပေါ်သိနေပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တော့အစည်းအဝေးထိုင်ပြီးတော့ဆွေးနွေးနေတာလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှင်ကတော့ကျွန်တော်ပိုကောင်းနိုင်မယ်လို့ကျွန်တော်ယူဆတာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် အဲခုလိုမျိုးမျိုးနယ်မျိုးနယ်မှာဖြစ်တဲ့ဟာတောင်မှခရိုင်ဆင့်ပါညာအဲ့လိုမျိုးပေါ့နီးစပ်ဆုံးအလွာတောင်မှသိပြီးတော့ဖြည့်ရှင်းနိုင်မှုအားတွေကြတော့တချို့အားတွေကြတော့လည်းမရှိဘူးပေါ့မရှိတော့ကြတော့ဒီလိုနီးနီးကပ်ကပ်အလွာတစ်ခုရှိနေရဆိုလို့ရှိရင်ကတော့အဲကျွန်တော်တို့ပို့ပြီးတော့ဒီရန်ရိုင်းနဲ့ပတ်သက်ပြီးတော့ကိန်းချောင်းနိုင်မယ်ပေါ့ပို့ပြီးစမတ်ကြကြပေါ့နော်စနစ်ကြကြအဲ့လိုမျိုးကိုင်းလေးဖြည့်ရှင်းနိုင်မယ်လေကျွန်တော်အနေနဲ့မြင်တာပေါ့ကောပါတလုံးရန်ရိုင်းတွေကိုပြုပြင်ပြောင်းလဲလှုပ်ဆောင်ရမှာ ကောင်းမွန်တဲ့မူဝါဒတွေချမှတ်ပြီးတစုံတဦးကရွေးချယ်ခန့်အပ်တာမျိုးမဟုတ်ပဲပြည်သူလူထုကရွေးကောက်တင်မြောက်ထားသူတွေနဲ့ပြန်လည်ဖွဲ့စည်းတင်ပြီးလိုအပ်တဲ့အရေးတွေမြင့်တင်ရေးသင်တန်းတွေကိုပို့ချပေးဖို့လိုအပ်တယ်လို့ဝေဖန်ပြောဆိုမှုတွေလည်းရှိလာနေတာပါခင်ဗျာလောကောမီဒီယာကိုဆက်လက်ရည်တည်ဟန်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝေပေးခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။